မိတ်ဆွေများလုံးမင်္ဂလာပါကျွန်တော်ရဲ့ Quick Entertainment YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကိုတင်ဆက်ပေးမှာကတော့2025ခုနှစ်အောက်တိုဘာလ24ရက်နေ့ညာ9နာရီ20မိနစ်မှာကွဲလွန်သွားပြီဖြစ်တဲ့ထိုင်းမီဘရားကြီးတီရိခေအကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်အော်တိုဘာလ24ရက်နေ့မှာ တော်ဝင်အိမ်တော်ထင်းရုံမှကြောညာချက်တစောင်းထုတ်ပြန်ခဲ့ပြီမိဖုရားကြီးကွင်းသီရိခုကိုကုသပေးနေတဲ့စေအဖွဲ့ဟာ2019ခုနှစ်စတေမာလ9ရက်နေ့မှစ၍သူမရဲ့ကျမ်းမာရေးကိုစောင့်ကြည့်ရန်အတွက်ထိုင်းကျက်ချီနေတဲ့အသင်းချူလာလောင်ကုန်းစေယုံသူတက်ရောက်ခွင့်ပြုရန်တောင်းဆိုခဲ့တာပဲဖြစ်ပါတယ်မိဖုရားကြီးသီရိခုဆိုတာကတော့ထိုင်းနိုင်ငံရဲ့ဘရင်မယ်တော်ပဲဖြစ်ပါတယ် နတ်ရွာဆန်ဘရင်ကြီးဘူမီဘော်ရဲ့မိဖုရားဖြစ်ပြီးထိုင်းနိုင်ငံရဲ့ဘရင်ဝကြီလာလောင်ကုန်းရဲ့မယ်တော်ပဲဖြစ်ပါတယ်ခင်ဗျာဘရင်ဘူမီဘော်နဲ့ပဲရစ်မြို့မှာတွေ့ဆုံခဲ့ပြီးဗိသိတ်မသွုံးမီ1959ခုနှစ်မှာထိမ်းမြားခဲ့ပါတယ်မိဖုရားကြီးတည်ရခစ်ကတော့ဘူမီဘော်ဘရင်သာသနာပအောင်တွင်ခက်တာဝင်ရောက်နေစဉ်မှာ1956ခုနှစ်ကဘရင်ကအဖြစ်ဆောင်ရွက်ခဲ့ဘူးပါတယ် ဘယင်ဘူမီဘွားနဲ့မိဖုရားကြီးသီရိခိတို့မှာတော့တားတယောက်နဲ့သမီး၃ယောက်ရှိကြပြီ။ဘယင်ဘူမီဘွားကတော့ကပ္ပနန်းသက်အရှိဆုံးဘယင်တစ်ပါးဖြစ်တဲ့အလျောက်မိဖုရားကြီးသီရိခိမှာလည်းကပ္ပနန်းသက်အရှိဆုံးမိဖုရဲ့ကောင်းကြီးဖြစ်လာခဲ့ပါတယ်။တနောက်ဆန္ဒကုနေဇူလိုင်လ21ရက်နေ့မှာလေးဖြတ်ယောဂခန်းစားရပြီးလူရုမြင်ကွင်းမှာပြောက်ွယ်ခဲ့တာပဲဖြစ်ပါတယ်။ထိုင်းချက်ချင်းနေတဲ့ ချူလာလောင်ကုန်းစေးရုံမှာတက်ရောက်ကုသနေစဉ်တွင်မှမိဖုရားကြီးဟာအကြိမ်ပေါင်းများစွာဖျားနာခဲ့ပြီးစေးဖွဲ့များကလည်းခန္ဓာကိုယ်တစ်ခုလုံးမှာမူမမှန်မှုမျိုးမျိုးကိုတွေ့ရှိခဲ့ပြီးစေးဆက်လက်ကုသမှုကိုခံယူခဲ့ပါတယ်2025ခုနှစ်အောက်တိုဘာလ18ရက်နေ့မှာစ၍မိဖုရားကြီးကွင်းသေရီခေဟာသွေးပိုးဝင်ခြင်းကို စတင်ခံစားရပြီး ဈေးဘွဲရဲ့အကောင်းဆုံးကြိုးပမ်းမှုများရှိနေတော့လဲသူမရဲ့အခြေအနေဟာတဖြည်းဖြည်းဆိုးရွားလာခဲ့ပါတယ်2025ခုနှစ်အော်တိုဘာလ24ရက်အတောက်ကြာနေညာ9:20မိနစ်အချိန်မှာတက်တော်63နှစ်အရွယ်ရှိပြီဖြစ်တဲ့ထိုင်းဘီယင်မာကြီးကွင်းသီရိခေဟာချူလာလောင်ကုန်းစေးရုံ၌ငြင်းငြမ်းစွာနှက်ရွာဆန်သွားခဲ့ပါတယ်ခင်ဗျာ။ ဘရင်မင်းမြတ်ဟာတော်ဝင်အစဉ်လာနဲ့အညီအမြင့်ဆုံးတော်ဝင်ဂုံလူဖြစ်ဇာဗနာအခမ်းအနားကို စီမံခန့်ခွဲရန်နဲ့သူမရဲ့ရော်လောင်းကိုနန်းတော်ရှိဒူစစ်မဟာပရဆက်ပလင်တော်မှာထားရှိရန်တော်ဝင်အိမ်တော်ရင်းယုံအားအမိန်တော်ထုတ်ပြန်ခဲ့ပါတယ်။ဘရင်မင်းမြတ်ဟာတော်ဝင်မိသားစုများအားဇာဗနာအခမ်းအနားသို့တက်ရောက်ခွင့်ပြုခဲ့ပြီး တော်ဝင်တရားရုံးရှိတော်ဝင်အမှုတမ်းများအားလုံးမိဖုရားကြီးနှံ့ရွာဆန်သည်နေမှာစ၍တနေ့ကြာဝမ်းထဲကြေွဲကြရမှာပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့2025ခုနှစ်အောက်တိုဘာလ24ရက်တောက်ကြာနေညာ9:20မိနစ်အချိန်မှာတက်တော်63နှစ်အရွယ်ရှိပြီဖြစ်တယ်။ထိုင်းနိုင်ငံမိဖုရားကြီးကွင်းသေရီခေနှံ့ရွာဆန်တဲ့အကြောင်းပဲဖြစ်ပါတယ်။ ဒီလိုနိုင်ငံတဝန်းဖြစ်ပျက်နေတဲ့အကြောင်းအရာတွေနဲ့ထူးဆန်းတဲ့အကြောင်းအရာတွေကိုကျွန်တော် channel ကအစင်မပြတ်တင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ Khu Entertainment YouTube channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မေတ္တာရက်ခံပါရစေ။ကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။